ဒီစာအုပ်တုပ်လုံးမှာကျွန်တော်အကြံမြင်ကြည့်လိုက်တဲ့ခါကျတော့ဒီ NLD ကောင်းဆောင်ဦးဝင်းထင်ရဲ့ဒီဟိုပုံကိုရေးပေါ့နော်သူ့ရဲ့ပုံကိုရေးသူ့ရဲ့ပုံမှန်သဏ္ဍာန်သူပြောတဲ့ပြောဟန်ဆိုဟန်သူတုံးတုံးတဲ့ဟာတွေနောက်တစ်ခါဒီတချို့ဟာကြတမိုင်းကြောင်းလိုဟာမျိုးတွေပါတယ်အသေးစိတ်တွေပါပါတယ်မို့နော်ဘာကြောင့်အလောက်အတိုင်းတာအထိဦးရွှေအနေနဲ့ဦးဝင်းထင်ပေါ်ဟိုရေးဖြစ်သွားတာအဲသူ့ဘလူးမှမလှန်ရဲဘူးဗျာ တော့သူနဲ့ဘယ်သူမှဖက်ပြီးတော့မလောက်ချင်ဘူးဗျာသို့တော့ကျွန်တော်ကကျွန်တော်မှ truth mic ရှိတယ်ဒီလူကြီးရှိတဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုရဲ့ပုံရိပ်ကိုထိခိုက်တယ် တော့ तू ပြောပေါ့ဆိုပေါ့တဲ့ NLD ကို तू ကကိုစားပြူပြီးတော့ तू အရွယ်ပြောတော့ပြောလိုက်လို့ရှိရင်လည်းဘာခေါ်မလဲနိုင်ငံရေးသမားလို့မှမပြောတတ်ပဲဗျာလူမိုက်ကြီးလို့ရှိသမျှဟာအကုန်လုံးကြေးမောင်းပြီးတော့ပြောချင်သလိုပြောပက်ပက်ဆက်ဆက်ပြောအကုန်လုံးလူဘာဝဘူကြနေတာဗျာအဲ့တော့ NLD ကခေါင်းဆောင်တယောက်က NLD ကိုကိုစားပြူပြီးပြောတဲ့စကားကလူဘာဝဘူကြတဲ့စကားဆိုတော့ NLD ပုံရိပ်ထိလိုက်တာပေါ့ဗျာအဲ့တော့ NLD ကအတိုင်းအတာတစ်ခုအထိကျွန်တော်တို့ဒီမှာခိုင်ခိုင်မာမာရှိရမယ်ကျွန်တော်စာအုပ်ထဲမှာရေးထားပြီးသား NLD အတွက်အမှိုက်ထုတ်ကြီးကိုကျွန်တော်ရှင်းပေးတာ ီဥွှေရာဒီစာအုပ်ကိုထုတ်လိုက်တဲ့အတွက်ကြောင့်ပြည်သူကနေတခဲနဲ့ရွေးကောက်တင်မြောက်ထားတဲ့ NLD ပါတီရဲ့ပုံရိပ်ကိုမထိခိုက်စေဘူးလားလူလူကရော NLD ပါတီပေါ်မှာယုံကြည်မှုမကျသွားစေဘူးမကျဘူး NLD ကသူ့ဘာသာသူကောင်းပြီသားဒီတဲ့အကူအမဲ့ပါတီလည်းမရှိဘူး NLD ကအဓိက NLD တရားတစုံတစ်ခုဒီမှာအခြေခံအုံမြင့်ခိုင်မာတဲ့အထိငြိမ်းချမ်းရေးဒီမိုကရေစီရေးဘာရေးညာရေးအတွက်အခြေခံအုံမြင့်ခိုင်မာစွဲမြဲတဲ့အထိအကောင်းမောင်းတန်ရှိနေဖို့လိုအပ်တယ် အဲ့ဒါလိုလိုအပ်တဲ့အတွက်ဒီလိုအမိုက်ကြီးကိုကျွန်တော်ကလှဲရတာဒါပဲဆိုတော့ဒီဒီစာအုပ်ထဲမှာပါတဲ့အချက်လက်တွေအရဆိုရင်ပုံကိုရေးဆန်တဲ့ဟာတွေလည်းပါတယ်နိုင်ငံရေးနောက်ခံတမိုင်းကြောင်းတွေလည်းပါတယ်နောက်အသွေးအသွင်းကြကြရေးထားတဲ့ဟာတွေလည်းပါတယ်ဘယ်သူမှမသိတဲ့ဟာတွေပေါ့နောက်တစ်ခုကဥရွှေကနိုင်ငံရေးသမားလည်းမဟုတ်ဘူးနိုင်ငံရေးစက်ခုံမှာလည်းတော်တော်များများမမြင်ဘူးကြအခုဒီစာအုပ်ကြမှာပေါ်လာတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဥရွှေကဘာကြောင့်ဒီလောက်ထိသိရလဲကျွန်တော်တက်တက်ပြောမှာကျွန်တော် UG လောက်တာခုမှပြောလို့ရတာ တော့ထောင်လိုင်းရလိုက်တော့ဗျာလိုက်ပြီမြဲကျွန်တော်ရက်ွက်ထဲကလည်းကျွန်တော်နေပြပြရင်တဲ့ခါကျတော့ကျွန်တော်နိုင်ငံရေးနဲ့မပတ်သက်ဘူးလို့ပဲသူကရေရွသားသားယုံနေကျွန်တော်ရက်ွက်ထဲမှာလူမှုရေးကိစ္စပါညာခေါင်းဖိုးမရှိဘူးကျွန်တော်ပေးလိုက်တယ်ဗျာလာအပူကတ်တယ်မသာချစရာမရှိဘူးဗျာကျွန်တော်တက်နှစ်နှစ်ကူညီပေးလိုက်တယ်ဗျာအဲ့ဒီခါကျတော့ရက်ွက်ထဲကလည်းကျွန်တော်ဒီနိုင်ငံရေးတွေပိုင်းနဲ့ကင်းကင်းရှင်းနေတော့ဒီလူရဲ့လူမှုရေးရှင်းနေတာလှုပ်ပေးတာပါပဲဆိုပြီးတော့ကျွန်တော်လူအေးနိုင်ငံရေးသမားမဟုတ် NLD ကောင်းဆောင် တယောက်နဲ့ NLD တွေရဲ့လူတွေအကြောင်းဘာကြောင့်တော့တော့သိတာကျွန်တော်လုပ်ငန်းသဘောအရကျွန်တော်ကသိတယ်ဒါပေမဲ့ဒီစာအုပ်ရေးတဲ့အခါမှာ NLD တွေကလူကြီးတွေကိုကျွန်တော်တယောက်မှမပတ်သက်ဘူးဘာလို့ဆိုတော့သူတို့ကဒီတော့မှ import ဖြစ်ပြီးအကုန်ရှုပ်ကုန်မှာဆိုလို့ဆိုတော့ဒီစာအုပ်ကိုဒီဥရွှေရနေပြီးတော့မှသတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့နောက်တည့်ရက်မှာကျွန်တော်တို့တခြားမီဒီယာတခုမှကြည့်လိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီ NLD ကောင်းဆောင်ဝင်းထိန်ကိုမေးတယ်မီဒီယာတွေကဘယ်လိုမျိုးစာအုပ်ပေါ်မှာသူတရားစွဲမဲ့ ပုံစံမျိုးမေးသလားတော့မသိဘူး။ तू ကသူ့မှာတရားစိုးဖို့မရှိဘူးပြောတယ်။တကယ်လို့များနော်ဟိုဥဝင်းထဲကနေပြီးတော့ဥရှိကိုတရားစွဲခဲ့ရင်ဥရှိရင်ဆိုင်ရဲလား။ရင်ဆိုင်ရဲတယ်ဗျာ။ကျွန်တော်ရင်မဆိုင်ရတာတရားမှမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာ truth mic ရှိတယ်။ truth mic မန်ကန်တဲ့သစ္စာတရားသစ္စာတရားဆိုတဲ့ mic အင်အားမဟာအင်အားကျွန်တော်မှာရှိတယ်။အဲ့ဒါကင်ထားတော့ကျွန်တော်ဘယ်သူမှမကြောက်ဘူးဗျာ။အဲ့တော့သူတရားစွဲရင်စွဲပါစေ။လာခဲ့ NLD ပုံကစီစီများကျွန်တော်ဘာအတွက်လုပ်တာလဲ။ န်ဒီတွေကအမိုက်ကြီးကိုကျွန်တော်ရှင်းတာအန်ဒီကတိုင်းပြည်ကအင်မတန်အာဂူဝါရာပြုတ်နေရတဲ့ပါတီအာဂူဝါရာပြုတ်နေတဲ့နှစ်ပေါင်း80ကျားမှရတဲ့ဒေါအောင်ဆန်းစုကြည်ခေါင်းဆောင်ကြီးသူတို့ရဲ့ပုံရိပ်တွေကိုမထိပါစေချင်တဲ့ဒီအမိုက်ကြီးကိုကျွန်တော်ရှင်းရတာ